နောက်ဆုံးခလေးကလည်းတာကျော်ဖျက်ရတော့မယ်ဆိုတော့ main ခလေးယောက်ျားလေးလဲဆိုလဲဆိုမမီးကစိတ်ဆိုးလို့နှိုးတောင်မတိုက်ဘူးတဲ့အကတော်ကမွေးလို့နတ်ကတော်ဖြစ်တဲ့အတွက်ကြောင့်များစွာခုံးယူတယ်အထောက်တစ်တာတစ်ခုကလွဲရကျန်တာကအားလုံးအားလုံးနဲ့ကျွန်တော်ပို့တော်အောင်ယူတယ်ကျွန်တော်ကြောင့်နဲ့ငါတို့ညီကအချောက်ဖြစ်လို့ငါတို့ဦးလေးကအချောက်ဖြစ်လို့ဆိုပြီးတော့တူတူမှလည်းဂုံမငယ်သေးရဘူးအားလုံးနဲ့တော်အောင်လေယောက်ျားစစ်စစ်နဲ့လည်းတော်အောင်နေတယ်မိန်းမစစ်စစ်နဲ့လည်းတော်အောင်နေတယ် အပြောတွေကြီးလိုက်တာဘလို့တွေနေလဲဆိုတော့ကောင်းအောင်နေတာပေါ့နော်နှလုံးမထုတ်ဘူးချဲမထုတ်ဘူးဖဲမရိုက်ဘူးအရင်မတောက်ဘူးအလောင်းကစားမလုပ်ဘူးရှုပ်ရှုပ်ချက်ချက်မလုပ်ဘူးအချောက်ကဲဘာသာဘာဝဟိုဘာတော့တငယ်ဘာညာအတိုင်းလည်းမလုပ်ဘူးသူတို့ကလာထောင်ကျွန်တော်မထောင်ဘူးပတ်စံရှာတာပညာမဟုတ်ဘူးပတ်စံရှာတာပညာမဟုတ်ဘူးဒူတိုင်းကသူ့ခါနဲ့သူတန်တန်ဖို့ပတ်စံရှာနေတဲ့လူကြီးကြီးပဲပတ်စံရှာတာပညာမဟုတ်ဘူးရှာတဲ့ပတ်စံကို ထိမ့်သိမ့်တတ်တာကပညာ ိုတို့ကထိမ့်သိမ့်တတ်တယ်ခုံယူတယ်ကျွန်တော်တို့ကဘယ်လိုဆိုတော့သူမွေးနတ်ကတော်ကမွေးလို့နတ်ကတော်ဖြစ်တဲ့အတွက်ကြောင့်များစွာ ခုံယူတယ်။နောက်ပြီးကျွန်တော်တို့ကမသိငယ်တယ်လို့မအောင်မေ့ဘူး။သူများတွေလည်းဟိုလာအရေးကြီးတာက ထမင်းဘဝရက်တီဖို့အတွက်လူတွေကလှုပ်ရှားနေရတာလေကျွန်တော်တို့လည်းကျွန်တော်တို့ဘဝရက်တီမှုအတွက်လှုပ်ရှားနေရတာကျွန်တော်တို့ရက်တီမှုအတွက်လှုပ်ရှားတဲ့နေရာမှာလောဘလည်းမထားဘူးဒေါသလည်းမထားဘူးမတရားလိုချင်တဲ့စိတ်လည်းမရှိဘူးအဲ့လိုသူများတွေဖြစ်ရိုးသားတဲ့သူတွေအောင်မြင်နေတယ်လို့ကျွန်တော်တို့လည်းသူ့ဟာနဲ့သူဖြစ်နေတာပဲအကြောင်းမို့ကိုကိုကိုဂုံယူတယ်နဂရောဖြစ်လို့တိမ်ငယ်တာတို့ဘာလို့မရှိဘူးပိုတော်ဂုံယူသေးတယ်နော်သူများတွေအဖြစ်တွေအမျိုးမျိုးဝေဖန်ဝေဖန်ကြတာနတ်ကဘာဖြစ်တယ်ညာဖြစ်တယ် အဲ့လိုဝေဖန်လေးလေးကိုကိုကိုဂုံယူလေးလေးပဲသူတို့ပြောသလိုကျွန်တော်တို့ဖြစ်မလာဘူးလေကျွန်တော်တို့ကတင်ချောင်းတင်တင်ချောင်းတင်ကြတဲ့ချမ်းသာတော့ပြောတာမဟုတ်ပါဘူးနှလုံးစိတ်ဝမ်းအေးချမ်းတယ်ဘာအကျွေးမှမရှိဘူးအဲ့ဒါတို့အေးအေးချမ်းချမ်းနေနိုင်တယ်အကျွေးမရှိဘူးဘာမရှိဘူးဆိုတာကိုကိုကိုလည်းထိမ့်သိမ့်ရတာပေါ့နော်ဟိုပတ်စံဆိုတာတော့တမိရဲ့လူတိုင်းကပတ်စံရှာတာပတ်စံရှာတာပညာမဟုတ်ဘူးပတ်စံရှာတာပညာမဟုတ်ဘူးလူတိုင်းကသူ့ခါနဲ့သူတန်တန်ဖို့ပတ်စံရှာနေတဲ့လူတွေကြီးပဲပတ်စံရှာတာပညာမဟုတ်ဘူး ရှာတဲ့ပတ်စံကိုထိမ့်သိမ့်တတ်တာကပညာအခုတို့ကထိမ့်သိမ့်တတ်တယ်။ရောင်မို့လို့ကိုမတရားရှိရင်လည်းလုံလောက်အောင်စားတယ်။တသိန်းရှိရင်လည်းလုံလောက်အောင်စားတယ်။အကျွေးမတင်အောင်ဟလာသူနေမလိုအပ်တဲ့ဟာတွေမတုံးဘူးမဆွဲဘူး။လိုအပ်တဲ့နေရာမှာသူများတကြက်လှဝင်ကိုတသိန်းလှူနိုင်အောင်ကြိုးစားတယ်။သူများတသိန်းဖြုံးတဲ့နေရာမှာကိုကတသောင်းနဲ့ပြီးတယ်။ကိုကအဲ့လိုနေတယ်။ကျွန်တော်တို့ကငငယ်လေးနေရာကျွန်တော်ကမင်းမင်းကပြောမယ်ယောက်ျားကြီးပဲ၉ရောက်မွေးတာ။၉ရောက်မွေးတာ၆ရောက်ဖတ်တယ်နော်။ကျွန်တော်ကအငယ်ဆုံး ကျွန်တော်ကအဖေတွေအမေတွေသူတို့ပြောပြတဲ့အခြေအားပေါ့နော်ကျွန်တော်တို့ကသူတို့ကမိန်းကလေးတိတ်လို့ကျင်တာတဲ့မိန်းကလေးမွေးပြီးတော်ပြီးမိန်းကလေးမွေးပြီးတော်ပြီးမိန်းကလေးမွေးပြီးအဲ့လိုတော်ပြီးတော်ပြီးနဲ့မွေးလိုက်ကြ၉ယောက်ဖြစ်သွားတာအဲ့ဒါ၆ယောက်ဖတ်တင်တယ်ကြာကျွန်တော်၆ယောက်ဖတ်တင်တယ်ပေါ့ကျွန်တော်ကအငယ်ဆုံးမိမိပြောပြဘူးတဲ့နောက်ဆုံးကလေးကလည်းတားကြောဖျက်ရတော့မယ်ဆိုတော့မိန်းကလေးယောက်ျားလေးလဲဆိုလဲဆိုမိမိကစိတ်ဆိုးလို့နှိုးတော်မတိုက်ဘူးတဲ့ယောက်ျားလေးမွေးရမလားယောက်ျားကြီးပဲမွေးလို့ဆိုပြီးမိမိကအဲ့လိုတောင်ပြောတာဒါအမှန်တော့တစ္ဆာပါ အယောင်နို့တော်မတိုက်ဘူးတဲ့ပြီးလဲပြီးရောအကြတော်သားသမီးကိုပြီးနို့တိုက်ပြီးလဲပြီးရောအရွယ်လေးရောက်လဲရောက်လာရောမရဘူးမေရနှခန်းကြီးစိုးလိုက်အဖေကနှခန်းကြီးစိုးလိုက်အကိုတွေကကျွန်တော်ကာဝဲတွေចောင်းကာဝဲတွေလိုက်ပြိုင်နေကာဝဲတွေကတယ်အကောက်လည်းကနိုင်နေအဲ့ဒါအကိုတွေကနှခန်းကြီးလိုက်စိုးပေးတယ်ကတဲ့နေရာကိုဗလာထမင်းလိုက်ဝယ်ပေးတယ် လိုတဲ့ဥစ္စာကိုပံ့ပိုးပေးတယ်စောင်းမွေးအောင်ဓာတ်ဖက်နဲ့ဝယ်ပေးတယ်နှခမ်းနေဝယ်ပေးတယ်စက်ကတ်ဝယ်ပေးတယ်အကိုတွေကလက်ဆွဲပြီးတော့အဲသူတို့တွေကငငယ်တော့ကလူပြိုတွေဆိုတော့သူတို့အဲသူတို့အိမ်ဆောင်ရှင်မတွေနဲ့သူတို့ချင်းတွေ့ကြတာပေါ့အဲကိုကကန့်လန့်ကန့်လန့်နဲ့ကိုကိုခေါ်သွားတယ်ညီမလေးလိုပဲအဲသူတို့ရုပ်ရှင်ကြီးလည်းကိုပါတယ်ဈေးသွားလည်းကိုပါတယ်စားလည်းကိုပါတယ်ကျွန်တော်ကဒီလိုမျိုး LGBT ဖြစ်တယ်ဆိုပြီးတော့ကိုတွေကထိုးတာတို့ရိုက်တာတို့မကြည့်ဘူးတို့ဒါမျိုးမရှိဘူးအဲ့ဒါမျိုးတွေအခုမြင်ရတွေ့ရကြားရတော့လဲ ိုကိုနေတခြားစီဖြစ်နေတော့ဟုတ်ရောဟုတ်ရဲ့လားပေါ့နော်ဒါပေမဲ့တခုရှိတာကျွန်တော်ကမစိုးဘူးကျွန်တော်ကလေတိတ်ခါရှိရှိရက်တည်တယ်ကျွန်တော်ရဲ့အကြောင်းတရားကိုကျွန်တော်ရဲ့ကြောင့်မိဘဒုက္ခမပေးဘူးညီကောင်မညီကောင်တော်မဒုက္ခမပေးဘူးဘသူ့မှာဒုက္ခမပေးဘူးကိုကိစ္စကိုဘကိုဖြေရှင်းတယ်နိုင်အောင်ဖြေရှင်းတယ်ဘာကိစ္စမှာဆိုကိုဘကိုကိုဖြစ်တဲ့ကိစ္စမှာငါသားလေးဒီလိုဖြစ်သွားလို့ငါအဖေဒီစိတ်ဆင်းရဲသွားတယ်ဆိုတာမရှိစေအောင်ဘာပဲဖြစ်ဖြစ်ကျွန်တော်ရအောင်ဖြေရှင်းတယ် မိဘကိုလည်းအတိမပေးဘူးညီကောင်မောင်နှမလည်းအတိမပေးဘူးကျွန်တော်ကြောင့်နဲ့ငါတို့ညီကအချောက်ဖြစ်လို့ငါတို့ဦးလေးကအချောက်ဖြစ်လို့ဆိုပြီးတော့တူတူမှလည်းဂုံမငယ်စေရအောင်အကုန်လုံးကလည်းကိုယ်တွေ့တာနဲ့အဖလင်းတကယ်ပဲပခုံးဖယ်ပြီးတော့အဲ့လိုမျိုးသူတို့ရှိမှလည်းစံပြဖြစ်အောင်နေတယ်ကျွန်တော်မှာအချောက်ဖြစ်တာတခုကလွယ်ပြောစရာကအချောက်ဖြစ်တာတခုကလွယ်ရကျန်တာကအလုံးအလုံးနဲ့ကျွန်တော်ပို့တော်အောင်နေတယ် အားလုံးနဲ့တော်အောင်နေယောက်ျားဆစ်ဆစ်နဲ့လည်းတော်အောင်နေတယ်မိန်းမဆစ်ဆစ်နဲ့လည်းတော်အောင်နေတယ်အပြောတွေကြီးလိုက်တာဘလို့တွေနေလဲဆိုတော့ကောင်းအောင်နေတာပေါ့နော်နှလုံးမထိုးဘူးချဲမထိုးဘူးဖဲမရိုက်ဘူးအရင်မတောက်ဘူးအလောင်းကစားမလို့ရှုပ်ရှုပ်ရှက်ရှက်မလို့ဘူးအချောက်ကဲဘာသာဘာဝဟိုဘာတော့တငယ်ဘာညာအတိုင်းလည်းမလို့ဘူးသူတို့ကလာထအောင်ကျွန်တော်မထအောင်ကြီးအကိုတို့ကနတ်နတ်ကတော်ဆိုတော့နတ်တကိုးပဲရှိတာလေအကိုတို့တကိုးမရှိဘူးအခုခုနှစ်ရသားသမီးတွေကအာဆရာကြီးကျမကိုပွဲလေးလှူပေးပါအောင်အာဘာလေးစတော်လေးတိုက်ပေးပါအောင်ဆိုတာ နက်ကိုလှူတာလေကျွန်တော်တို့လှူတာမှမဟုတ်တာကျွန်တော်အဲဒီနက်ကြီးတို့တင်တာတယ်သူတို့ပေးတဲ့ပတ်စံနဲ့တင်တာတယ်အဲပို့တဲ့ဥစ္စာစွန့်တဲ့ဥစ္စာကျွန်တော်စားတယ်ဒါပဲအဲသူတို့လည်းအောင်မြင်အောင်မြတ်တာတွေပို့ပေးတဲ့နေ့စဉ်စူတောင်းပေးတယ်သူတို့လည်းအောင်မြင်လို့ကျွန်တော်ကိုအကြောင်းပြန်တယ်တောင်းတဲ့ဒီလိုပဲအပေးယူပါပဲဒီလိုပါပဲမျှတာပါတယ်နက်ကိုယုံတဲ့သူလည်းရှိတယ်မယုံတဲ့သူလည်းရှိတယ်ဝါသနာပါတဲ့သူလည်းရှိတယ်မပါတဲ့သူလည်းရှိတယ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေယုံသည်ဖြစ်စေမယုံသည်ဖြစ်စေအားလုံးကတော့ လူသားတွေကြီးပါပဲလူသားတွေဆိုတဲ့အတွက်ကြောင့်မေတ္တာနှလုံးသားကိုရင်မှာပိုက်ရမယ်အားလုံးမေတ္တာထားပါတယ်ကိုချစ်တဲ့သူတွေရောကိုနဲ့နတ်နဲ့နိုင်နဲ့ရပတ်သက်တဲ့တာဝကအတိုင်းဝိုင်းတွေရောနိုင်နဲ့ရမပတ်သက်တဲ့တာဝကအတိုင်းဝိုင်းတွေရောဘေးကင်းရန်ကွာစိတ်ချမ်းသာကြပါစေအသက်ရှည်ကြပါစေအစင်းလာကြပါစေလောလောဆယ်အားလုံးဖြစ်နေသောဒုက္ခဘေးတွေမှာလွတ်ကင်းပြီးတော့ကျမ်းမြတ်မှာချမ်းမြတ်သာသာရှိကြပါစေနောက်အဓိကတော့အတိစိတ်နဲ့ ရှင်တန်ပြီးတော့အသက်ကြီးပြီးတော့ဆုံးတဲ့အထိဘဝကြီးဆုံးသွားတဲ့အထိအတိစိတ်နဲ့ကြော်ဖြတ်နိုင်ပါတယ်။